အမေရိကမှာမန်စီကစားနေတာတော့ရယ်ဒိုကဘောလုံးသမားရဲ့အကောင်းဆုံးပါလို့ဆိုလာတယ်။ကမ္ဘာဩစာအကြီးဆုံးသမ္မတဒေါ်နယ်ထရန့်။ပိုင်တော်ရောမင်းတော်များရှေးရောအမတ်ခွန်ရှေကိုစပေါ့အရာကနေအားလုံးကိုပြန်လေးကြိုလိုက်ပါရင်။အမေရိကသမ္မတလည်းဖြစ်ပြီးခဲ့တဲ့နိုဘယ်ဆုကြီးကိုရရှိဖို့တဲ့နိစ္စခဲ့တဲ့သူလည်းဖြစ်တဲ့ဒေါ်နယ်ထရန့်ကတော့ခရစ်တီးယားရယ်ဒိုဟာဘောလုံးသမားရဲ့အကောင်းဆုံးပါဆိုပြီးတော့ညွှန်းဆိုသွားခဲ့ပြီးဖြစ်ပါရင်။ပြီးခဲ့တဲ့ရက်က Sorry အင်ရှေမင်းသားအမေရိကကိုလည်းပတ်ခဲ့ပြီးအင်ပီရိုမာဒေါ်နယ်ထရန့်နဲ့အတူညစာစာခွင့်ရခဲ့တာပါ။ Sorry မင်းသားဟာသူ့ရဲ့အထူးအသက်တော်ဖြစ်ရော်နယ်ဒိုကိုအင်ပီရိုညစာစာပွဲစီဖိတ်ခေါ်သွားခဲ့တာဖြစ်ပါရင်။ State Bank ကအစင်းကိုတည်အောင်ခွင့်ရတယ်ဆိုတာကလည်းနော်နော်နေထားတော့မဟုတ်ပါဘူး။ညစာဆောင်ရွက်မှာ Trump ကမေကွန်းပြောကြားခဲ့ပြီးဒီထဲမှာ Red Hawk အကောင်းဆုံးကစားသမားဖြစ်ကြောင်းသူသမီးက Red Hawk ပြည်သက်ဖြစ်ကြောင်း2026ကဘာဘလာကို Red Hawk ပိုင်းဆိုင်နိုင်မယ်လို့မျှော်လင့်ကြောင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။ Red Hawk ဆိုတာကလည်းလူငယ်တွေရဲ့စံပြပုဂ္ဂိုလ်ပါ။ရုပ်ကလည်းဖြောက်၊ body ကလည်းတောက်၊သွင်းတဲ့ကိုယ်တွေကလည်းအဝေးကန်ချလာအနီးပိတ်တာလား၊ကောင်းတိုက်လား၊ free kick လား၊ဘာလာလားတောင်းတာပါ။သူရဲ့ကွင်းတွေက energetic ဖြစ်မှုကကြီးနေတဲ့သူစီကိုပါကူဆက်စီခဲ့ပါတယ်။ဟုတ်ရင်မန်ယူခေတုံးကဆိုရင်ဂျာတဲ့ကောင်းချီပိုင်းနေမှာဒိုလင်းနဲ့မန်ယူအကြောင်းတွေကိုကြည့်ပဲရေးပေးဖို့ပြခဲ့တာပါ။ 2009ခုနှစ်မှာ Real Madrid ကိုပြောင်းတော့ပြောင်းရွှေ့ကြီးကကမ္ဘာစံရင်တင်ခဲ့ပါတယ်။အဲတုန်းကအဲ့တဲ့တင်းကပြောင်းမဆုံးအောင်တော့တုံးတော့ပါပဲ။ပြောင်းရွှေ့ကြီးများတာကတကြောင်မိုင်လိုအဲတုန်းကဘာလို့လို့ရွှေ့ဖြစ်နေတဲ့အတင်းကထွက်သွားတာကတကြောင်တော့ကြောင့်ဖြစ်ပါတယ်။ဘေးစားရောက်တဲ့နှစ်မှာ BBC ဆိုပြီးဖြစ်လာတော့ဒီတိုင်းစစ်ရဲ့အတွင်းကိုအကြောင်းကြားတော့အိယာဝင်ပုံမြင်နေလို့ပါပဲ။အဲကလစီကိုမှ MSN နဲ့ BBC အားပြိုင်တဲ့ပွဲတွေကတော့ live ကြွေးရတာတကယ်ကိုမှကျေးဇူးတင်ပါတယ်။ဘယ်တဲ့တဲ့ကန်နာဘာဒီလိုကမ္ဘာအကောင်းဆုံးနေနဲ့မပြည့်နဲ့ဘူးဘူးထင်ပါရင်အခုအန်ကလစီကိုပြန်ဆန်းမှုပြင်းတယ်ဆိုတော့အဲဒီလုံကကိုမမေ့ဘူးလို့ထင်ပါရင် ရိုနယ်ဒိုကလူငယ်တွေရဲ့စံပြဖြစ်လာတယ်ရိုနယ်ဒိုကမော်တီဗေးရှင်းကြောင့်အောင်မြင်နေတာမဟုတ်ဘူးဒက်စီပလင်ကြောင့်အောင်မြင်နေတာပါကိုကိုတိုင်းကိုအတွက်ကိုတတ်မှတ်ထားတဲ့စံနှုန်းတွေကိုဘယ်တော့မှမချိုးဖောက်ပါဘူးဒါကနမူနာယူစရာဖြစ်ခဲ့ပါတယ်သူ့ပေါ်ရင်သူ့ရဲ့ဂိုးသွင်းနိုင်စွမ်းတွေကလည်းသိပ္ပံနေကြစမ်းသပ်စရာဖြစ်လာပါတယ်ချန်ပီယံလိ3နှစ်ဆက်ရတဲ့နှစ်တွေမှာရဲဒိုအမစ္စတာချန်ပီယံလိဖြစ်လာခဲ့တယ်တကယ်နဲ့ဖျားချီလို့ပါပဲအဖေကအစ်ပြန်ရဲ့ကြေးကြော်ရဲကြောင့်ပဲဆုံးတယ်အမေကတန်ရှင်းဆင်းရဲလို့စားစရာတော့စတောင်းစားခဲ့ရဖို့တယ်ဒါပေမဲ့သူကအခုတော့လေကမ္ဘာပထမအဦးဆုံးဘောလုံးပြည်သမားဘီလန်နာဖြစ်လာခဲ့တယ်လာမယ့်ကမ္ဘာပလာမှာရဲဒိုအတွက် စားမဘွားနောက်ဆုံးကဘလာဖြစ်လာမှာပါသူလည်းအသက်40ကျော်နေပြီမို့2030ကဘလာမှာပါဝင်ကစားဖို့ဆိုတာကဖြစ်နိုင်ခြေနေတော့ပါပြီပြီးခဲ့တဲ့ရက်ကပီယာမော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာတော့ရေဒိုကကဘာဖလားရယူဖို့အတွက်ကျွန်တော်အိမ်မက်မဟုတ်ပါဘူးကဘာကောင်းဆုံးစားသမားကဘယ်သူလဲဆိုတာဆုံးဖြတ်ဖို့6ဝက်9ဝက်ပဲကြံရတဲ့ပြိုင်ပွဲကအဆုံးဖြတ်ပေးနိုင်ပါဘူးဒါကမတရားဘူးလေကဘာဖလားမရလဲကျွန်တော်ကကောင်းဆုံးပဲလို့ဆိုခဲ့တာဖြစ်ပါရင်ရေဒိုကဘလို့ပင်ကဘာဖလားကသူ့အတွက်အိမ်မက်မဟုတ်ဘူးလို့ပြောပြောသူပရိသတ်တွေကရေဒိုကိုကဘာဖလားရစေချင်မှတည်ကြပါရင်ဟုတ်ကဲ့ပါဗျာဗျူလေးကတော့ပါပဲနောက်နေ့မှလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့် ျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ